ပြီးခဲ့တဲ့အပတ်ကဒီမှာဒီ line ထဲကနေပြီးတော့ဥနိုင်က669ဆိုတဲ့ကဏန်းကို organ အဖြစ်နဲ့ထုတ်ပေးခဲ့တယ်เนาะ669ကိုကြတာကဒီဒီစနစ်ထဲကနေပြီးတော့လည်းကြတယ်တခြားစနစ်တွေလည်းအများကြီးကြတယ်အဲ့ဒီမှာဥနိုင်ကဒီမှာအော်ကဏန်းတော့မှမဖြစ်ရသေးဘူးเนาะအဲ့ဒီဒီနေရာမှာ669ဆိုတာဘာဘာလဲဆိုတော့669ဆိုတဲ့ကဏန်းน่ะဒီမှာအောင်ရတဲ့ဆိုရင်နောက်ပွဲမှာ459ဆိုတဲ့ကဏန်းဒဲတကွတည်းပဲထိုးရမယ်669ထွက်ပြီးတဲ့459ကိုထိုးလိုက်တော့ဆိုပြီးအသေးစိတ်ရှင်းပြခဲ့တာ ်ရှင်းပြခဲ့တော့အခုဦးနိုင်ရဲ့မိတ်ဆွေတွေကိုကြီးတွေမာကြီးတွေကဒီဘွဲမှာလေးငါးကိုဆိုတဲ့ကဏ္ဍထိုးရမလားထိုးရမလားဆိုတော့အဲ့တော့ဒီစနစ်ထဲကနေပြီးတော့ဦးနိုင်ကလေးငါးကိုကိုမရွေးဘဲနဲ့96ဆိုတဲ့ကနေဘာကြောင့်ရွေးရလဲဆိုတော့ဥနိုင်ကအသေးစိတ်ရှင်းပြမယ်နော်ဥနိုင်ရဲ့မန်ဘာဖွဲ့ဝင်မိတ်ဆွေတွေရောဥနိုင်ရဲ့အပြင်မှာရှိတဲ့ဥနိုင်ကိုအားပေးနေတဲ့မိတ်ဆွေတွေအတွက်ကိုရောဥနိုင်ကဒီလိုက်ကလေးနဲ့အတူတူဒီကနန်းလေးဒီစီလိုင်းလေးကိုရှင်းပြမှာဖြစ်တယ်ပေါ့နော် ခုဥနိုင်ကစားတဲ့စီလိုင်းစနစ်လိုင်းလေးတွေကိုဒါဥနိုင်ကလုံးဝမနှက်မျောပါဘူးဥနိုင်တယောက်တည်းလဲအကုန်လုံးမမြင်နိုင်ဘူးပေါ့နော်အဲ့တော့ဥနိုင်ကစားတဲ့စီလိုင်းတွေကိုတခြားတခြားဥနိုင်နဲ့ဝါသနာတူတဲ့မိတ်ဆွေတွေကလင်နာကိုဝါသနာတူတဲ့မိတ်ဆွေတွေလည်းဥနိုင်နဲ့အမြင်မတူတဲ့ရှူတော့ကနေပြီးတော့ကဏန်းလေးတွေကိုလည်းထုတ်ပြီးကစားလို့ရပါတယ်ပေါ့နော်အဓိကကတော့ဘာပဲဖြစ်ဖြစ်ဥနိုင်တို့ဒီချဲကစားနေရသည်ချဲပေါ့ဖို့ကအဓိကပါပဲ ဘယ်တော့ဘသူ line နဲ့ရပဲကစားကစားပေါကနန်လေးဖြစ်သွားတယ်ဆိုလို့ရင်ဒါအားလုံးကပြောစရာကောင်းတာပေါ့ဗျာနော်ဒီ96ကိုကစားတဲ့အကြောင်းရင်းက6ချိန်မှာဥနိုင်ကဒီ site နဲ့ organize ထုတ်ခဲ့တာဒီဘာကြောင့်လဲဆိုတာဒီကနန်၄လုံးပေါင်းခြင်းက၃ညပရိတ်၃ညလို့ရိုက်တယ်ရိုက်ပြီးတဲ့ဒီ၃လုံးပေါင်းဒီပရိတ်၈ကိုဒီ၃လုံးပေါင်း၈လို့ပုံတည်ထည့်တယ်အဲ့လိုထည့်ပြီးတော့မှဒီနှလုံးခွန်ခွန်ပိတ်က ခွန်ထိတ်လို့သူထည့်တယ်ဒီမှာတကတ်ရှိတယ်တိုင်မင်းအကွာဝေးအတူတူပဲလေးလုံးပေါင်းခြင်းတုံညကိုပရိတုံညလို့ထည့်တယ်ပရိရှိကို၃လုံးပေါင်း၈လို့ထည့်ပြီးတာ ਨੇ ဒီနှလုံး၈ကရှင်းနောက်ဘက်က၈ထိတ်လို့သူထည့်တယ်နော်တိုင်မင်းအကွာဝေးအတူတူပဲလေးလုံးပေါင်းခြင်းတုံညကိုပရိတုံညလို့ထည့်တယ်ဒီပရိရှိကိုလေဒီ၃လုံးပေါင်းချင်း၈လို့ထည့်ပြီးတာ ਨੇ ဒီနှလုံးပေါင်း၉ဒီ၉နောက်ဘက်က၉ထည့်လို့ သူတိုင်မင်ကိုစပြီးဥနေကတည်လိုက်တာတည်လိုက်တော့ကောင်းပြီအဲ့တော့ဒီဖြစ်စဉ်တွေအားလုံးကိုတိုင်မင်ကိုတည်လိုက်တယ်တည်ပြီးတော့ဒီနေရာမှာထွက်တယ်966ဆိုတဲ့ကဏ္ဍဒုတိယကမှာလည်းဖြစ်စဉ်ကိုတည်လိုက်တယ်ဒီနေရာမှာထွက်တယ်690ဆိုတဲ့ကဏ္ဍနော်တတိယကမှာလည်းဒီဖြစ်စဉ်ကိုတည်လိုက်တယ်အဲ့တော့ဒီနေရာမှာထွက်မဲ့ကဏ္ဍဒီနှစ်ကွက်ပဲရှိတယ်669ဆိုတဲ့ကဏ္ဍနဲ့689ဆိုတဲ့ကဏ္ဍနှစ်ကွက်နှစ်ကွက်တရမှာဥနေကတကွက်ကိုရွေးတယ်ဗရိတ်တစ်ကိုဥနေကအော်ဂနန်ထုတ်တဲ့အတွက် เนาะ669ဆိုတဲ့ခဏန်းကိုပဲဥနဲ့ရွေးမယ်ဆိုပြီးတော့ပြခဲ့တယ်ပြခဲ့တော့ဘလို့ပြကလည်းရဲဆိုတော့เนาะဘလို့ပြကလည်းဆိုတော့ဒီနှလုံးခွန်ခွန်နောက်ပိတ်ကခွန်ထိတ်လို့ဖြစ်ခဲ့လို့ဒီနှလုံးခွန်လို့ဖြစ်တဲ့နေ့တည်းမှာသူကစီကြောတိုင်မင်းကအတူတူလာတာဒီသုံးလုံးပေါင်းခြင်းကပုံသည်ခွန်လို့ကစားတယ်ခွန်ရဲ့နှက်ကတ်ဒီဒီနှလုံးတုံညအဲ့နှလုံးတုံညကလည်းဒီကနန်း၄လုံးပေါင်းခြင်းတုံညလို့သူကထည့်ခဲ့တာเนาะဒီလို၄လုံးပေါင်းခြင်းတုံညလို့ထည့်ခဲ့တာ နော်အဲ့လိုထည့်ခဲ့ပြီးတော့မှသူ့ရဲ့ဇောင်းမှာ6ထည့်လို့သူကစားတယ်နော်ဒါပရမတကက်သူကတိုင်းမင်ကွာဝေးအတူတူပဲတစ်နှစ်နှစ်နှစ်သုံးနှစ်ချလိုက်ဒီသုံးလုံးခွန်းလို့ပုံတည်ထည့်တယ်ခွန်းရဲ့နှက်ခတ်ကိုလည်းရှေပေါင်း၃ညလို့ထည့်တယ်အဲ့ဒီ၃ညကိုလည်းသူကဒီမှာလေးလုံးပေါင်းခြင်းပေါ့နော်ဒီလေးလုံးပေါင်းခြင်းကိုလည်းသူက၃ညလို့ထည့်တယ်နော်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာအဲ့လိုထည့်ပြန်တယ်သူ့ရဲ့ဘေးမှာလည်း6ထည့်လို့ပဲကစားတယ် အဲ့တော့တနစ်နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်မှလည်းသုံးလုံးပေါင်းချင်းခွန်းလို့ထည့်တယ်ခွန်းရဲ့နှက်ခတ်ကိုလည်းတုံညလို့ထည့်တယ်ထည့်ပြီးကြတဲ့ဒီမှာဒီကနန်းလေးလုံးပေါင်းချင်းကလည်းတုံညလို့ပဲသူကပြန်ထည့်တယ်ထည့်ပြီးတော့သူ့ရဲ့ဆောင်မှလည်း၆ထည့်လို့သူကထည့်ခဲ့တယ်ထည့်ခဲ့တော့ကောင်းပြီအဲ့ဒီလူတွေဖြစ်စဉ်တွေထည့်ပြီးုံနေမဟုတ်သေးဘူးဒီသုံးလုံးပေါင်း၈ကိုပရိတ်၈လို့သူထည့်တယ်ဒီသုံးလုံးပေါင်း၉ကိုပရိတ်၉လို့ထည့်တယ်ဒီသုံးလုံးပေါင်းတုံညကိုပရိတ်တုံညလို့ထည့်တယ်အဲ့တော့နှစ်ချက်ချုပ်လိုက် အဲ့လိုချုပ်ပြီးတာနဲ့ခုနစခဲ့တယ်ဒီခွန်ဒီခွန်ဒီခွန်ကြောင့်အဲ့ဒီခွန်ဒီဒီနေရာလေးမှာလာပိတ်မယ်ဒီရှစ်ဒီရှစ်ဒီရှစ်ကြောင့်အဲ့ဒီရှစ်ဒီဒီနေရာလေးမှာလာပိတ်မယ်နော်ဒီကိုဒီကိုဒီကိုကြောင့်အဲ့ကိုကလည်းဒီနေရာလေးမှာလာပိတ်မယ်အဲ့လိုပိတ်ခဲ့တဲ့အတွက်ကိုဒီ၆ထည်စီလို့ဖြစ်ခဲ့တဲ့ဒီကနန်းဒီဒီဖြစ်စဉ်တွေအားလုံးထောက်ပြီးတာနဲ့ဒီနေရာကိုထွက်တယ်ထွက်ပြီးတာနဲ့သူ့ရဲ့အောက်မှာ ခွန်နောက်ပိတ်နဲ့ရှီပေါင်းခွန်ဆိုတဲ့ကဏ္ဍသည်ဒီစီးကြောတွေအားလုံးထောက်ပြီးတာနဲ့ဒီသုံးလုံးပေါင်းခြင်းကိုးဟာဂွာကိုးလို့ဖြစ်တာရဲ့ဒီကဏ္ဍသည်သူ့ရဲ့အောက်မှာသူထွက်တယ်နှစ်ပွဲဆက်ဒုတိယကမှလည်းအဲ့ဒီလိုပဲဒီဖြစ်စဉ်တွေအားလုံးကိုတီလိုက်တယ်တီပြီးတဲ့နေ့ဒီ650ဆိုတဲ့ကဏ္ဍသည်ဒီဖြစ်စဉ်တွေအားလုံးထောက်ပြီးတဲ့နေ့650ဆိုတဲ့ကဏ္ဍဒီမှာထွက်တယ်ထွက်ပြီးတဲ့ရဲ့အောက်မှာထွက်မဲ့ဒီကဏ္ဍသည်နော်ဒီသုံးလုံးပေါင်းခြင်း ရှစ်ကြောင်ဂွားရှစ်လို့ဖြစ်တဲ့ဒီကနန်းကသူ့အောက်မှာလဲဆက်ပြီးထွက်တယ်။ဟုတ်ပြီဒါဆိုရင်ဦးနဲ့တို့ဒီမှာတတိယအကန့်မှာဖြစ်စဉ်တွေအားလုံးကိုတီလိုက်တယ်ပြီးတော့ဒီ6ထည့်စီနဲ့ကနန်းဒီ669ဆိုတဲ့ကနန်းဒီမှာဒါထွက်ခဲ့တယ်ဆိုလို့ယင်เนาะဦးနဲ့တို့ကနောက်ဘွဲမှာเนาะနောက်ဘွဲမှာ ထူအောင်မဲ့ကညာဒီဒီမှာငါးကိုလေးဆိုတဲ့ကညာဒီတပွက်သေးပဲရှိတယ်။ဘာဖြစ်လို့ငါးကိုလေးတပွက်တည်းထူအောင်မလဲဆိုတော့ဒီခွန်ဒီခွန်ခွန်လို့ဖြစ်ခဲ့လို့ခွန်ပိတ်နဲ့ရှည်ပေါင်းခွန်ဆိုတဲ့ကနန်းကဒီကနန်းဖြစ်တယ်။နော်ဒုတိယကမှလည်းဒီရှစ်ဒီရှစ်ဒီရှစ်ဖြစ်ပြီးတော့ရှင်းနောက်ပိတ်ရှည်ပေါင်းရှစ်လို့ဖြစ်တဲ့ကနန်းဒီဒီတစ်ခွက်ပဲရှိတယ်။ဟုတ်ပြီဒါဆိုရင်တတိယကမှဒီကိုဒီကိုဒီကိုလို့ဖြစ်ခဲ့လို့ဒီနေရာမှာ669တာထွက်ခဲ့ရင် ကိုးနောက်ပိတ်နဲ့ရှီပေါင်းကိုဒီလေးငါကိုတစ်ခွက်ပဲထိုးအောင်မှန်းဆိုပြီးဥနိုင်ဒီမှာကြိုပြီးထည့်ပေးခဲ့တာကဏ္ဍတော့မှဖြစ်ရသေးဘူးနော်အဲ့တော့ဒီမှာလေးငါကိုဆိုတဲ့ကဏ္ဍကလည်းဒီမှာတစ်ခွက်ပဲရှိတယ်ဆိုတော့ဥနိုင်ရဲ့မိတ်ဆွေတွေကဒီကဏ္ဍကိုအခုဒီဘွဲမှာထိုးအောင်မလားလို့မေးတဲ့မိတ်ဆွေတွေအတွက်ကိုအသေးချရှင်းပြမယ်နော်အဲ့တော့ဥနိုင်ကအပူခွာကြိုက်လို့ဒီကဏ္ဍကိုအော်တာဒီကဏ္ဍအကယ်၍အပူမကြိုက်တဲ့သူတွေကအဲ့ဒီနှစ်ထဲမှာ27ပရိတ်6ထိပ်စီနဲ့ထိုးရမှာဒီဒီမှာ6 6ခုံးဆိုတဲ့ကဏ္ဍတကွပဲရှိတယ်အဲ့တော့6 6ခုံးဆိုတဲ့ကဏ္ဍကိုဒါဥနိုင်က နော်အရင်အဖြစ်နဲ့ကစားမယ်ဆိုပြီးတော့ဥနိုင်ကဥနိုင်ရဲ့မိတ်ဆွေတွေကိုတေချာရှင်းပြပြီးပြောလိုက်တယ်ပြောလိုက်တော့ကောင်းပြီ669ဆိုတဲ့ကဏ္ဍမထွက်တဲ့အတွက်ကိုဥနိုင်ကဒီ659ဆိုတဲ့ကဏ္ဍကိုတော့ကြိုက်တဲ့မိတ်ဆွေတွေထိုးလိုက်ပါသို့တော့ဥနိုင်ကဘာကိုယူလိုက်လဲဆိုတော့စီနီယာနဲ့ပဲထက်ပြီးတော့ယူလိုက်တယ်ပေါ့နော်ဒီသုံးလုံးပေါင်းရင်ကိုကွာကိုလို့ဖြစ်ခဲ့လို့သူ့အောက်ကဒီကဏ္ဍဒီဒီမှာကြတယ်လို့ဥနိုင်ယူဆလိုက်တယ် ဒီဒီခွန်ဖြစ်ချင်းနေကြောင်ခွန်ပိတ်ရှိအောင်ခွန်လို့မယူတော့ဘူးပေါ့နော်ဒါဥနိုင်ရဲ့အယူဆပါဒီ၃လုံးပေါင်းခြင်း၉ဟာဂွာ၉လို့ဖြစ်တဲ့ဒီကဏ္ဍကသူ့အောက်ကိုပတ်လေကြတယ်ဒုတိယကမ္မဒီ၃လုံးပေါင်းခြင်း၈ကဂွာ၈လို့ဖြစ်ခဲ့တဲ့ဒီကဏ္ဍကသူ့အောက်ကိုပတ်လေကြတယ်အဲ့တော့တိုင်မြေဂွာဝဲလည်းအတူတူပဲဒီ၃လုံးပေါင်းခြင်းခွန်ဟာဂွာခွန်လို့ဖြစ်တဲ့ဒီ၁၉၆ဆိုတဲ့ကဏ္ဍဒီဒီနေရာမှာဥနိုင်ကကြာကျင်တာနော်၁၉၆ဆိုတဲ့ကဏ္ဍကိုကြာကျင်တာ ဟုတ်ပြီအဲ့တော့တိတ်96ဒီဘာနဲ့သွားကြိုက်လဲဆိုတော့ဒီတိတ်6ဆိုတဲ့ကဏ္ဍကလည်းဝန်းချင်းရလဲကြိုက်ရမယ်။နောက်ဒီစီးလိုင်းကနေပြီးတော့ပို့တဲ့စနစ်ကလည်းစီးကြောတိုင်ပင်ကအတူတူပဲနော်။ဒီသုံးလုံးပေါင်း9ကွာ9ဒီကဏ္ဍပို့တယ်။ဒီသုံးလုံးပေါင်း8ကကွာ8ဒီကဏ္ဍပို့တယ်။ဒီသုံးလုံးပေါင်း9ကကွာ9ဒီကဏ္ဍပို့တယ်ပေါ့နော်။ပို့တော့တိတိ6ဝန်းချင်းလဲကြိုက်တယ်ဒီကဏ္ဍကလည်းအပို့ရှိနေပြီ။ဟုတ်ပြီအဲ့တော့နောက်တစ်ခုကဦးနိုင်တို့ဒီမှာကွာပေါင်းချင်း3လို့ခန့်တယ်။စီးကြောတွေဒီတော့အသေးစိတ်ထည့်မှပြတာ ွာပေါင်းညင်ဟာ3လို့ထည့်ဘွာပေါင်း3လို့ထည့်လိုက်တာ ਨੇ သူ့အောက်မှာထွက်မယ်ကနန်းဒီကနန်းဒီဒီမှာဝမ်းချင်းเนาะဒီကနန်းဒီမှာဝမ်းချင်းဖြစ်တဲ့အခါမှာဘွာပေါင်း6ကဘွာ6နဲ့ပဲဝမ်းချင်းကစားတယ်ဂျားထဲမှာသူက12နှစ်ချားတယ်ဘွာ3လို့ပြန်ရိုက်တယ်ရိုက်တော့ဒီမှာဒီကနန်းကလည်းဒီမှာဝမ်းချင်းဘွာ6ပြီးတော့ဘွာ9ဘွာ9ကဘွာ9နဲ့ပဲချင်းတယ်เนาะဟုတ်ပြီဒါဆိုရင်ဂျားထဲမှာ12နှစ်ချားတယ်12နှစ်ချားတယ်ဆိုတော့အခုဒီမှာ တက်ကိုဆိုတဲ့ကဏ္ဍဒီဒီနေရာကိုဝမ်းကျင်းကစားနေတာကိုတက်ကိုဝမ်းကျင်းကစားနေတာဆိုတော့အဲ့တော့ပထမတော့ကွာရှိကကွာရှိလို့ချိန်နေဒုတိယမှာကွာကိုကကွာကိုလို့ချိန်နေအခုကကွာ30ရကွာ30ဆိုပြီးတော့မချိန်မနဲ့နော်ဒီကွာ30မှာဖြစ်ဖက်နေသူကကွာရှိဖြစ်တာလေဘာကြောင့်လဲဆိုတော့ဒီမှာကကွာပေါင်းသုံးဒီ58နဲ့ခွာလို့မို့ကွာရှိကကွာရှိလို့ချိန်နေကွာပေါင်းသုံးဒီ58နဲ့ခွာလိုက်လို့ကွာကိုကကွာကိုလို့ချိန်နေ ဟုတ်ပြီအဲ့တော့ဒီမှာဂွာပေါင်းသုံးဒီ58နဲ့မခွာဘူး69နဲ့ခွာတဲ့အတွက်ကိုဦးနိုင်ကဒီကိုးနှလုံးကကိုးနှလုံးလို့အခွင့်မရဘဲနဲ့နှလုံးပေါင်း30ပါတယ်ကနန်းတစ်ကိုးအတွဲကိုကိုးတစ်ကိုးဝမ်းချင်းနဲ့ဒီအောက်ကနေလာတဲ့တစ်ကိုး6ကိုလည်းဒီနေရာမှာထိုးခြင်းတဲ့အတွက်ကိုနော်ဒါဦးနိုင်ကဦးနိုင်ရဲ့မိတ်ဆွေတွေကိုဒီတစ်ကိုး6ဆိုတဲ့ကနန်းကြိုက်တဲ့မိတ်ဆွေတွေကိုအာထိုးလိုက်ပါဆိုပြီးတော့နော်ပထမလိုက်မှာအသေးစိတ်တစ်တစ်6ဝမ်းချင်းနဲ့သူရှင်းပြခဲ့တယ် ဲ့တော့ဗရိတ်ချောင်းတည်လေမနှစ်ကတစ်နှစ်လုံးမထွက်ခဲ့ဘူးဒီနှစ်ထဲမှာလေဗရိတ်ချောင်းကမလာသေးတဲ့အတွက်ကိုဒီကနန်းကိုဒါဥနိုင်ကဦးစားပေးပြီးရွေးပေးလိုက်တယ်နော်အဲ့တော့ဥနိုင်ရဲ့မိတ်ဆွေတွေကဒီငါ၄၅ကိုကြိုက်တဲ့မိတ်ဆွေကတော့ထူးလိုက်ပေါ့ဗျာနော်ဒါဥနိုင်ရဲ့ရွေးပေးတဲ့စနစ်ကတော့ဒီ96ဆိုတဲ့ကနန်းကိုဝမ်းချင်းနဲ့လဲကြိုက်လို့မို့ချောင်းပရိတ်လည်းမထွက်သေးလို့ဒါဥနိုင်ကရွေးပေးလိုက်ခြင်းဖြစ်တယ်ကောင်းပြီဒါဆိုရင်နောက်ထပ်6ပရိတ်ဒီဘာကြီးကြံခဲ့လဲဆိုတော့နော်90 3 5 8ဆိုတဲ့6ပြိကဏန်းလေးဒါဥနိုင်ပြဖို့ကြံခဲ့တယ်ပေါ့နော်အဲ့တော့ကို90နဲ့3 5 8ကိုဒါဥနိုင်ဆက်ပြီးပြမိမှာပေါ့နော်နော်ဒါစီတော့တိုင်ပင်3ကတ်စီပေါ့အင်မတန်မှလှလှပပလေးကစားတာလေးဒီကောင်းတယ်ဥနိုင်တော့3ကတ်စီကိုကြိုက်တဲ့လူဆိုတော့လေကောင်းပါတယ်အဲ့တော့ဥနိုင်တို့ဒါလေးကိုတော့ဒီလိုလေးပြချင်တယ်ပေါ့နော်ကိုပြိကိုပြိလို့ဒီမှာထောက်တယ်ကိုပြိလို့ထောက်ပြီးတာနဲ့သူ့အောက်မှာတပင်ကြော်မှာ လေးနောက်ပိတ်လို့ကစားတယ်ပေါ့နော်ဥပဒေလေးနောက်ပိတ်လို့ကစားတယ်ဒီလေးနောက်ပိတ်ဒီဒီသုံးလုံးပေါင်းခြင်းလေးလို့ထည့်တယ်ဒီလေးနောက်ပိတ်ကနောက်နှလုံးနဲ့ထိတ်စီနဲ့လေးလို့ထည့်တယ်လေးထိတ်စီရတယ်အဲ့ဒီချိန်မှာဒီသုံးလုံးပေါင်းခြင်းဒီတုံညအဲ့ဒီတုံညကိုခါသုံးလုံးတုံညလို့ထည့်တယ်တုံညလို့ထည့်ပြီးတော့မှဒီနောက်လေးလုံးပေါင်းခြင်းတုံညလို့သူကကစားတယ်အဲ့ဒီလိုတုံညလို့ကစားတဲ့အချိန်မှာနောက်ပေါင်းခြင်းရတယ် နောက်ပေါင်းချင်းရတော့အဲ့ဒီ၃ညပါဝါ၅ဆိုတာလည်းဒီမှာကွာပေါင်းချင်း၅လို့သူထည့်ခဲ့နောက်ပေါင်း၅ရတဲ့အခါမှာခုနဥနိုင်ပြောခဲ့တဲ့ဒီ၄ကဒီထိတ်စီး၃လုံး၄နောက်နှလုံးနဲ့ထိတ်နေ၄လို့ကစားတဲ့ချင်း၄ရဲ့ပါဝါသည်၄ရဲ့၄ရဲ့တင်းနောက်ပေးရ၉လို့ကစားမှာသူကပါဝါနှစ်စုံချီခဲ့တာဒီမှာ၃ညဒီ၃လုံး၃ည၄လုံး၃ညလို့ဖြစ်တဲ့ချင်း၃ညပါဝါကွာ၅လို့ထည့်ခဲ့ အဲ့လိုဖြစ်တဲ့အတွက်ဒီ၄ကိုလည်းဒီ၃လုံး၄လို့ဖြစ်လို့၄ပါပါဒီ၃လုံး၉လို့ပြန်ထည့်တဲ့အချိန်မှာတင့်နောက်ပိတ်ရတယ်တင့်နောက်ပိတ်ရတော့နောက်ပေါင်း၄ဆိုတော့31နောက်တွဲပေါ့နော်အဲ့ဒီမှာထိတ်စည်းရကြဘာနဲ့သွားကစားလဲဆိုတော့ထိတ်စည်းရကြဥနဲ့တို့ဒီမှာနော်ဒီ၉နဲ့ပေါ့နော်ဒီ၉နဲ့ဒီနောက်နှလုံးပေါင်းခြင်းဟာတက်လို့ကစားတယ်အဲ့ဒီတက်ကိုလည်းဒီ၆ထိတ်နဲ့၆ထိတ်နဲ့ဒီရှေးပေါင်း၅နဲ့ကိုတက်လို့သူပြန်ထည့်လိုက်တယ်အဲ့တော့1 3တက်ဆိုတဲ့ကဏ္ဍတကွက်ပဲရတယ် ကဲကောင်းပြီဒါဆိုရင်ဒုတိယအကတိုင်မဲကွာဝေးအတူတူပဲဥနိုင်ရေမပြတော့ဘူးနော်ဒီမှာကိုးပရိတ်လို့ရိုက်တယ်ကိုးရဲ့ကိုးပရိတ်ရိုက်ပြီးတာနဲ့သူ့ရဲ့အောက်မှာ3လို့ပိတ်တယ်အဲ့ဒီ3ပိတ်တာကြောင့်တိရ9ရဲ့ခွန်ရဲ့3လို့ကစားတယ်ခွန်ထိတ်လို့ရတဲ့အချိန်မှာဒီ3လုံးပေါင်းခြင်းက9ဒီ3လုံးပေါင်းခြင်းက9 4လုံးပေါင်းခြင်းက9လို့ထည့်တယ်ကိုးပါဝါကွာ4လို့ပြန်ထည့်တယ် ထည့်တဲ့အခါမှာဒီ၃ကဒီ၃လုံးပေါင်းရင်၃လို့ဖြစ်လို့၃ပါပါဒီ၃လုံးပေါင်းရင်8ဆိုတော့၄နောက်ပိတ်၄နောက်ပိတ်ဆိုတော့၄လုံးပေါင်းရင်9ဖြစ်ရမှာဆိုတော့64အတွဲပေါ့နော်အဲ64အတွဲလို့ရတဲ့အခါမှာထိတ်စီကြတော့ဦးနိုင်တို့ပထမကကလို့ပဲဒီ၃ညနဲ့ဒီနောက်ပေါင်း2နဲ့ဒီ2လို့ကစားတယ်အဲ့ဒီ2ကိုဒီ6နဲ့ရှေ့ပေါင်း6နဲ့2လို့ပြန်ထည့်လိုက်တယ်ပေါ့နော် โอ้ยาดิอุ๊ดก็เลยปูแล้วไอ้นี่ช้อมมาเลยซูดิပြန်ဟုတ်ပြီဒါဆိုရင်နဲ့တို့တတိယအကတ်ကိုဆက်သွားလိုက်မယ်နော်တတိယအကတ်မှာလည်းအဲ့လိုပဲကိုးပရိတ်လို့ထောက်တယ်သူ့ရဲ့တပွဲကြုံမှာနှစ်နောက်ပိတ်လို့ကစားတယ်ပထမ၄ဒုတိယ၃တတတိယကနှစ်ပေါ့အဲ့ဒီနှစ်ကိုလည်းဒီမှာဒီတိရဲ့နှစ်ရဲ့ကိုးရဲ့နှစ်လို့ကစားတယ်ဒီ၃လုံးပေါင်း၈ကို ဒီ၃လုံးပေါင်း၈လို့ဖြစ်တဲ့ချေ၄လုံးပေါင်းချင်း၈လို့ကစားမှာဆိုတော့ဒါနောက်နှလုံးပေါင်း၃အဲ့တော့ဒီ၈ဖြစ်ချင်းနေကစားခဲ့လို့၈လည်းပါပါသည်လေဂွာပေါင်းချင်း၃လို့သူကထည့်ခဲ့တယ်ထည့်ခဲ့တော့နောက်နှလုံးပေါင်း၃လို့ဖြစ်တော့မဲ့အချိန်မှာဒီနှစ်ကဒီ၃လုံး၂လို့ဖြစ်တဲ့အချိန်မှာ၂ပါပါဒီ၃လုံးပေါင်းချင်းကခွန်းလို့ဖြစ်မှာဆိုတော့၈နောက်ပဲ၈နောက်ပဲဆိုတော့နောက်ပေါင်း၃ဆိုတော့ဒါ၅ခါပေါ့နော်အဲ့အချိန်မှာဒီ၄နဲ့၄နဲ့ဒီကနောက်နှလုံးပေါင်းချင်း၉နဲ့ဆိုတော့၃အဲ့ဒီ၃ကြောင့်ဒီ၅ထိန်းနဲ့ နော်ရှေ့ပေါင်း၈နှစ်မှာ၃လို့ဖြစ်မှာဆိုတော့၃၅၈ဆိုတဲ့ကဏ္ဍဒဲတကွက်သေးပဲရတယ်ပေါ့နော်အင်မတန်ကောင်းတဲ့စိုက်ကလေးပါနော်ဥနိုင်ဒုတိယတစ်ခေါက်ထပ်ပြီးတော့ရှင်းပြလိုက်မယ်နော်ကိုဘရိတ်လို့ပုံသေးထည့်လိုက်တယ်ဒီ၄ကြောင့်ဒီ၃လုံးပေါင်းခြင်း၄လို့ဖြစ်မယ်၄ရဲ့ပါဝါဒီဒီနောက်၃လုံးပေါင်းခြင်း၉လို့ဖြစ်တော့၁နောက်ပဲတင်းနောက်ပိတ်လို့ရတဲ့ချိန်မှာဒီ၃လုံးပေါင်းခြင်း၃ညဒီ၃လုံးပေါင်းခြင်း၃ညဒီ၄လုံးပေါင်းခြင်း၃ညလို့ဖြစ်မဲ့ချိန်မှာ၃ခါ အော်တိုဝင်သွားတာပေါ့နော်ဝင်တဲ့ချိန်မှာလည်းဒီထိတ်စည်းကဒီထိတ်နဲ့နောက်ပေါင်းည1 1ကြောင့်ဒီ6နဲ့ရှိပေါင်း9နဲ့1ဆိုတော့တစ်ခွက်ပဲပေါ့နော်ဒုတိယကတ်မှာလည်းဥနဲ့လိုအဲ့ဒီလိုပဲကိုးပရိတ်လိုထည့်တယ်ဒီ3ကဒီ3လုံး3လို့ဖြစ်တယ်3ရဲ့ပါဝါတွေဒီလို8လို့ကစားတယ်4နောက်ပိတ်လို့ရတယ်ဒီ3လုံးပေါင်းခြင်း9ကဒီ3လုံးပေါင်း9 4လုံးပေါင်းခြင်း9ဆိုတော့6ခါလို့ပုံသေးဝင်တယ်ဒီထိတ်က3ညာနဲ့နောက်ပေါင်းညာ1 1ကြောင့်6နဲ့ရှိပေါင်း6နဲ့ကို2လို့သူက ကစားလိုက်တယ်ပေါ့နော်။ကဲကောင်းပြီ။ဒါဆိုရင်ဥနိုင်တို့ဒီမှာကိုးပရိလိုပုံသေးကစားတယ်။နှစ်နောက်ပိတ်ကဒီသုံးလုံးနှစ်လို့ဖြစ်တယ်။နှစ်ပါဝါဒီသုံးလုံးခွန်းဆိုတော့ဒါရှစ်နောက်ပိတ်ပေါ့နော်။အဲဒီသုံးလုံးပေါင်း၈ကဒီသုံးလုံး၈လေးလုံးပေါင်း၈ဆိုတော့၅ခါ။ကောင်းပြီဒါဆိုရင်ဒီမှာ၄၄နဲ့ဒီကနောက်ပေါင်း၉နဲ့ပေါင်းတော့၃ပထမ၁ဒုတိယ၂အခုတတိယ၄နဲ့နောက်ပေါင်း၉နဲ့၃လို့ဒီ၅နဲ့၈ပေါင်း၈နဲ့မှာ၃လို့ဖြစ်မှာဆိုတော့ဥနဲ့တို့ 938ဆိုတဲ့ကဏ္ဍဗရိတ်6ကိုဒါထည့်ပေးလိုက်တယ်ပေါ့နော်ဥနာတော့နေရာထိုင်လေးကိုဒါဒီခုလိုပေါ့358ဆိုတဲ့ကဏ္ဍကိုနေရာထိုင်လေးကိုဒီတိုင်းလေးပဲရေးပေးထားတယ်ကြိုက်တဲ့မိတ်ဆွေတွေကအာပြီးထိုးလိုက်ပေါ့ဗျာနော်ကဲကောင်းပြီအဲ358ကိုဘာကြောင့်ရွေးရတာလဲဆိုတော့ခုနဥနိုင်ပြောခဲ့တယ်ဒီဒီနေ့ထဲမှာ196လည်းရှိတယ်အဲ့နေ့ထဲမှာနော်ဒီမှာ983လည်းရှိတယ်459လည်းရှိတယ်နော်အဲ့ဒါကြောင့်ဒီ6ပြိတ်ကိုကြိုက်တဲ့အတွက်ကို358ဆိုတဲ့ကဏ္ဍကအခု စီကျော်စနစ်နဲ့ဆင်းလာတာလည်းရှိတဲ့အတွက်ကို358ကိုရွေးပေးလိုက်တယ်358ကအဲ့ဒီတနည်းတဲ့ကြောင့်ရွေးလိုက်တာမဟုတ်ဘူးเนาะစီကျော်တိုင်မင်းလေးအများကြီးရှိတယ်ဝမ်းချင်းကစားတဲ့နီးလေးပေါ့ဒီမှာ နောက်ပေါင်းခွန်နောက်ပေါင်းခွန်ရဲ့ဘေးကဒီကနေ့ဒီကိုဝမ်းချင်းကစားတယ်ပြီးတာနဲ့တိုင်မင်းအကွာဝေးအတူတူပဲ1 2 3 4 5 6မှာနောက်ပေါင်း6ဒီကနေ့ဒီမှာဝမ်းချင်းကစားတယ်เนาะ1 2 3 4 5 6မှာဒီမှာနောက်ပေါင်း5အဲ့ဒီနောက်ပေါင်း5ကြောင့် ဒီ9 9 8ဆိုတဲ့ကညာနေဒီမှာဝန်ချင်းကစားမယ်။နော်ပြီးကြတဲ့ဘွယ်နောက်ပေါင်း9တွေမှာ669မှာ669ဗျာနော်။နိုင်ရဲ့မိတ်ဆွေတွေပါအော်ကနန်းလေးနည်းနည်းလေးလွဲသွားတာပေါ့နော်။ကဲအဲ့တော့ဒီ9 9 8ဝန်ချင်းဆိုတော့လေသူကကြိုက်တယ်။နောက်တစ်ခုဒီအပေါ်ကနေလာတယ်။နော်။ဒီကညာနေဒီမှာဝန်ချင်းလို့ကစားတယ်။တင်းနှစ်3ပင်မြောက်မှာဒီကညာကဒီမှာဝန်ချင်းကစားတယ်။ဒီနှစ်3မြင်မြောက်မှာဒီကနေ့ကလည်းဒီမှာဝမ်းချင်းကစားမယ်ဆိုတော့9ခု8ဝမ်းချင်း2မျိုးနဲ့ နော်3 5 8ဆိုတဲ့ကဏန်းလေးကိုဒါ6ပြိတ်ကိုဦးနိုင်ကရွေးပြလိုက်တော့ပေါ့နော်အဲ့တော့ဦးနိုင်လည်းဒီနှစ်ထဲကကဏန်းကိုကြိုက်လို့မို့ဒီနှစ်ထဲကကဏန်းကိုဦးနိုင်က3ခွက်ရွေးပြလိုက်အဲ4ခွက်တောင်ရွေးပြထားတယ်ပေါ့နော်ဒီနှစ်ထဲကကဏန်း1 9 6ရွေးပြထားတယ်နော်နောက်တစ်ခု5 8 3ရွေးပြထားတယ်နောက်တစ်ခု4 3ညာ5ရွေးပြထားတယ်နော်ဒီနှစ်ထဲကနေပြီးတော့နော်4 3ညာ5ရွေးပြထားတယ်အဲ့တော့3ခွက်လုံးဒီမှာပါတယ်နော် 398ဆိုတဲ့ကဏ္ဍလည်းပါတယ်196လည်းပါတယ်435လည်းပါတယ်เนาะဟုတ်ပြီအဲ့တော့အဲ့435ကိုဒါနောက်ထပ် site တစ်မျိုးနဲ့ကဥနေမှာပြပေးဦး435ဘာကြောင့်เนาะအဲ့လိုဖြစ်ရတာလဲဆိုတာเนาะဥနေပြပေးဦးခဏလေးပြီးခဲ့တဲ့ live ထဲမှာ435ကကျတော့ဥနေကမပြလိုက်ရအောင်เนาะ435ကိုလည်းဘာလို့ရွေးပြီးလဲဆိုတော့ဦးနှံတို့ဒီမှာဒါစီးကြောတိုင်မင်းကြီးရတော့အများကြီးပါတယ်ပေါ့နော်ဒါလိုအရေးကိုထည့်ပေးတာဒ တုံညာပရိတ်လို့ရိုက်တယ်တိုင်မင်ကွာဝေးအတူတူပဲဒီမှာတုံညာပရိတ်လို့ရိုက်တယ်တိုင်မင်ကွာဝေးအတူတူပဲတုံညာပရိတ်လို့ရိုက်တယ်ဟုတ်ပြီအဲ့တုံညာပရိတ်လို့ရိုက်တာရဲ့သူ့ရဲ့ဒီမြင်းကုန်မှာထွက်မယ်ဒီကနန်းနော်တုံညာပရိတ်လို့ရိုက်တာရဲ့မြင်းကုန်မှာထွက်မယ်ဒီကနန်းတုံညာပရိတ်လို့ရိုက်တာရဲ့မြင်းကုန်မှာထွက်မယ်ဒီကနန်းနော်ဒီကနန်းပေါ့နော်အဲ့ဒီကဏ္ဍဒီသူကဘယ်ကဏ္ဍဘယ်ရလာတဲ့ကဏ္ဍလဲဆိုတော့နော်တုံညာပရိနှစ်ထင်းမှာဒီကဏ္ဍလေးကဒီလိုလာရွှေ့ ဘာကြောင့်ရွှေ့လဲဆိုတော့တုံညပါဝါငါပရိတ်လို့ထောက်ငါပရိတ်လို့ထောက်မဲ့သူ့ရဲ့တပွဲဆိုတာဒီကနန်းသူ့ရဲ့အောက်မှာရှစ်ပိတ်လေးပိတ်လို့ထောက်ပြီးတာ ਨੇ ဒီကနန်းဒီဒီနေရာကိုရွှေ့တယ်ဒုတိယကတ်မှာလည်းအဲ့လိုပဲတုံညပရိတ်ရဲ့ဇောင်းကဒီကနန်းဒီဒီနှစ်ထဲမှာဒီဒီနှစ်ထဲကဒီကနန်းရွှေ့မှာရွှေ့တဲ့အချိန်မှာလည်းငါပရိတ်လို့ထောက်မဲ့သူ့ရဲ့တပွဲဆိုတာဒီကနန်းဒီသူ့ရဲ့အောက်မှာတပွဲကြောမှာလည်း၄နောက်ပိတ်၈နောက်ပိတ်ထောက်ပြီးတော့မှဒီကနန်းလေးကဒီနေရာကိုရွှေ့တယ် ဟုတ်ပြီဒါဆိုရင်ဒီတုံညာပရိတ်နှစ်သေးကဒီနေရာမှာကဏ္ဍတစ်ခွက်ထွက်ရမှာထွက်မှဆိုတော့ဒါဥနိုင်ကကိုးခွန်တုံညာလို့ထည့်ထားတာဘာလို့လဲဆိုတော့ဒီမှာကိုးခွန်တုံညာ၆ပရိတ်ကဒီတစ်ခွက်တည်းရှိတာရှိတော့ပရမအကတ်ကလို့ပဲတုံညာပါဝါသည်ဒီမှာ၅ပရိတ်လို့ရိုက်တယ်သူ့ရဲ့တပွဲကျော်ဒီကဏ္ဍ၄နောက်ပိတ်၈နောက်ပိတ်လို့သူကလှမ်းလှပါပါတော့သူကထောက်ထားတယ်နောက်ထောက်ထားတဲ့တော့ဒီတုံညာကိုးခွန်ဆိုတဲ့ကဏ္ဍလေးကိုဒီနေရာကိုဥနိုင်ကရွှေ့ကျင်တာဘာဖြစ်လဲဆိုတော့ဥနိုင်က၆ပရိတ်ကြိုက်တာကို၆ပရိတ်ကြိုက်တာဆိုတော့အဲ့ကဏ္ဍရွှေ့ကျင်တာ ရွှေကျင်တော့တုံညာပရိတ်ကြောင့်သူ့ရဲ့မြင်းကိုမှထွက်မဲ့ကဏ္ဍဒီတုံညာပရိတ်ကြတဲ့နှစ်သေးကကဏ္ဍအထောက်ကဘာထောက်လဲဆိုတော့ငါးပရိတ်ပုံတွေထောက်မယ်ရှင်းနောက်ပိတ်လေးနောက်ပိတ်လို့ထောက်တာရဲ့ဒီကဏ္ဍကဒီနေရာကိုရွှေ့တယ်တုံညာပရိတ်ရဲ့ဒီတောက်မှထွက်မဲ့ကဏ္ဍဒီအဲ့ဒီနှစ်သေးကကဏ္ဍငါးပရိတ်ပုံတွေထောက်မယ်ရှစ်ပိတ်လေးပိတ်ထောက်ပြီးတော့မှဒီကဏ္ဍကဒီနေရာကိုရွှေ့တယ်နော်တုံညာပရိတ်ကြတယ် သူ့ရဲ့မြင်းကုန်မှာထွက်မဲ့ကဏ္ဍဒီတုံညာပရိတ်ကြတဲ့နှစ်သေးကနော်ငါးပရိတ်လို့ပုံတည်ထောက်မယ်ရှင်းနောက်ပိတ်လေးနောက်ပိတ်လို့ထောက်တာနဲ့ဒီကဏ္ဍလေးကဒီနေရာလေးကိုဒါဥနဲ့ငါရွှေ့ချင်တာဆိုတော့ကဲကောင်းပြီဒါဆိုရင်ဥနဲ့တို့ဒီမှာဒါ6ပရိတ်ပေါ့နော်6ပရိတ်နဲ့ပတ်သက်လို့ဒါဒီနှစ်ကွက်ပြခဲ့ပြီပြခဲ့တော့ကိုကျန်းနေတဲ့ကဏ္ဍငါးတုံညာရှိဆိုတဲ့ကဏ္ဍတစ်ကွက်ကျန်းနေပေါ့နော်ဟုတ်ပြီအဲ့ဒီငါးတုံညာရှိကိုလေဥနဲ့ငါ ပြပေးဦးမယ်နော်။ဘုံကပြခဲ့တာတွေကိုဥနိုင်မဖြတ်သေးဘူးပေါ့နော်။အဲ့ဒါတွေဝင်ကြည့်လို့ရတယ်။အသေးသေးကိုတော့ရှင်းမပြတော့ဘူးပေါ့နော်။သူတို့နဲ့လူရင်းရှင်းပြမယ်။နော်ဒါမှနှစ်ဦးတုံးကလုံကောက်စနစ်နဲ့ရှစ်တုံညာငါအာရဲရှစ်ချောက်လေးအာရဲဥနိုင်ပြောခဲ့တယ်ပေါ့။ပြောခဲ့တော့သူကဘာစနစ်နဲ့လဲဆိုတော့သူကဒီလိုလေးဒီ3လုံးကိုဒီ3လုံးကိုဒီ3လုံးကိုပေါ့အဲ့အနီရောင်3လုံးကိုဒီတနည်းနှစ်နှစ်3နှစ်မြောက်ထဲမှာသူကဒီမှာ လာထွက်တယ်ဒုတိယအကတ်မှာလည်းအဲ့လိုပဲ3လုံးကို3လုံးကိုဒီ3လုံးကိုပေါ့အနီအောင်3လုံးကိုဒီ56ဆိုတဲ့ကဏ္ဍဒီတစ်နှစ်ချပြီးတော့ဒီဘက်မှာလာထွက်တယ်ပေါ့နော်တတိယအကတ်မှာလည်းအဲ့လိုပဲဒီ3လုံးကိုဒီ3လုံးကိုဒီ3လုံးကိုနော်အဲ48ဆိုတဲ့ကိုဒီတနေ့ချပြီးတော့ဒီနေရာမှာမွေးကနန်းလာထွက်တယ်လာထွက်တော့ကောင်းပြီအဲ့မှာသူဥနဲ့ကတိုင်မင်းကိုတင်းမှာတိုင်မင်းတင်းမှာဆိုတော့ဥနဲ့တို့ဒီမှာသူကလှေကလေးလိုလေးတက်သွားတာပရိတ်တက် ဒီပရိတ်တည်ဒီ14ချိန်မှာပရိတ်တလို့ဖြစ်တယ်နော်ဒီဒီ3လုံး6လို့ဖြစ်တဲ့နှစ်ထဲကပရိတ်တည်ဒီ14ချိန်မှာဖြစ်တယ်ဒုတိယအကတ်မှာဒီ3လုံး6လို့ဖြစ်တဲ့နှစ်ထဲကပရိတ်တည်ဒီ73ချိန်မှာဖြစ်တယ်တတိယအကတ်ဒီ3လုံး6လို့ဖြစ်တဲ့နှစ်ထဲကပရိတ်တည်ဒီ72ချိန်မှာဖြစ်တယ်ဟုတ်ပြီအဲ့ဒီတော့ဒီပရိတ်တလို့ရိုက်ပြီးတော့နှစ်ပွဲကြော်မှာ6ထိပ်ဒီမှာပရိတ်တလို့ရိုက်ပြီးတော့နှစ်ပွဲကြော်မှာ6ထိပ်ပရိတ်တလို့ရိုက်ပြီးတော့နှစ်ပွဲကြော်မှာ6ထိပ်လို့သူကစားတယ် အဲ့လိုကစားပြီးတာနဲ့ဒီ6ထည့်ရဲ့တစ်နှစ်တစ်နှစ်နှစ်နှစ်3နှစ်မြောက်ပေါ့နော်6ထည့်ရဲ့ဘယ်ဘက်ကိုသွားလိုက်3ပင်မြောက်မှာဒီမှာ4ဒီမှာ6ဒီမှာ8အဲ့ဒီ4 6 8ကလည်းဒီမှာ6ဒီမှာ4ဒီမှာ8လို့ပြန်ခွေမှာ4 6 8က6 4 8လို့ပြန်ခွေမှာခွေတဲ့တော့ကိုအဲ့6 4 8ဒီအဲ့နေထဲမှာလုံးောက်စနစ်နဲ့ကြတယ်ဒုတိယကမှလည်းအဲ့လိုပဲတစ်တစ်ပရိ6ထည့်တစ်နှစ်3ပင်သွားလိုက်တော့ဒီမှာ4 6 8 648လို့ပြန်ခွေရယ်ခွေတဲ့ကနေသည်646ပတ်လေဒီမှာကြမယ်နော်ဟုတ်ပြီတတိယကံမှာလည်းအဲ့လိုပဲဗရိတ်1 6ထိပ်တပင်းနှစ်ပင်သုံးပင်သွားလိုက်ဒီမှာ6ဒီမှာ၄ဒီမှာ8ဒီမှာ၄ဒီမှာ6ဒီမှာ8သုံးလုံးခွေတဲ့အတွက်ကို648ဆိုတဲ့ကနေသည်2025မှာလုံးကောက်စနစ်နဲ့ကြမှာကြမှာဆိုတော့ကောင်းပြီအဲ့648ကဘယ်အချိန်မှာကြမယ်ဆိုတော့ဥနိုင်ရဲ့မမ်ဘာအဖွဲ့ဝင်မိတ်ဆွေတွေကိုအသေးစိတ်ရှင်းပြပြတာဖြစ်တယ်သို့တော့ ဒီ၈၃ည၅မှာလဲအဲ့ဒီလိုပဲ၈၃ည၅မှာလဲဘယ်အချိန်မှာကြမယ်ဆိုတာကိုဒီချိန်တုန်းကဦးနိုင်ပြောခဲ့တယ်ဒီအချိန်မှာကြမှာအခု၅၃၈ဆိုတဲ့ကဏန်းလေးလဲပြရင်၅၉၈ဝန်းချင်းနဲ့၅၃ည၈ဆိုတဲ့ကဏန်းကိုလဲဦးနိုင်ရဲ့မိတ်ဆွေတွေလဲထိုးသေးခြင်းနဲ့ဦးနိုင်ကိုအင်တာနက်ဖို့ပေးထားတယ်ဦးနိုင်ရဲ့မန်ဘာအဖွဲ့ဝင်မိတ်ဆွေတွေလဲအရင်ဖြစ်နေထိုးသေးခြင်းလို့ဦးနိုင်ကချပြတာချပြတော့ကောင်းပြီခုနပြောခဲ့တဲ့648 648လို့ ခွေတယ်ခွေပြီးတော့လေသူ့ရဲ့ဒီဘက်ကိုတစ်နှစ်နှစ်နှစ်သုံးနှစ်သွားလိုက်သုံးနှစ်သွားလိုက်လို့ဒီသုံးလုံးပေါင်းခြင်းဒီပုံဒီ9ဒီမှာ3ညနော်ဒီသုံးလုံးပေါင်းခြင်းက9ဒီမှာ8နော်ဒီနေရာမှာ3ညသုံးလုံးပေါင်း9 8 3ညအဲ့ဒီ9 8 3ညဆိုတဲ့ကဏ္ဍဒီခုန641 648လို့ကြားတဲ့နှစ်ထဲမှာ9 8 3ညဆိုတဲ့ကဏ္ဍဒီမှာကြာမှာဘယ်အချိန်မှာကြာမှာလဲဆိုတော့ဒီနှလုံးပေါင်း8 ဒီနှလုံးပေါင်းက၈၁၂၃၄ပဲမှာတုံညာခါနော်ပြီးတော့၁၂၃၄၅၆၇ခုမှာ၅ထိပ်နော်အဲ့ဒီခုနစခဲ့တဲ့၅၈၃ညာကို၈တုံညာ၅လို့ဖြည့်ပြီးတော့မှတုံညာရဲ့မြင်းကုန်မှာအဲ့ကနေလာထွက်တာဒုတိယအကတ်မှာလည်းအဲ့လိုပဲ၄၆၈က၆၄၈လို့ခွေတယ်တနည်း တနှစ်သုံးမင်သွားတယ်ဒီသုံးလုံးပေါင်းရင်း၅ကိုနော်ဒီ၈နဲ့ဒီ၃ညနဲ့၅၈၃ညဆိုတဲ့ကဏ္ဍကအဲ့ဒီနှစ်ထဲမှာကြာမယ်၆၄၈၄လည်းပတ်လေတယ်ကြာတယ်ကြာတော့အဲ့ဒီကဏ္ဍဒီဘယ်နေရာမှာကြာမှာလဲဆိုတော့ဒီမှာနှလုံးပေါင်းရင်း၈၁၂345ဘယ်မှာ၃ည၁၂345 6 9ဘယ်မှာ9နှလုံးပေါင်း၈၃ညခါ9ထိတ်လို့ဖြစ်တာရဲ့၃ညခါရဲ့မြင်းကုန်မှာသူကြတယ် နော်ပြန်ဟုတ်ပြီဒါဆိုရင်တတိယကမှလည်းအဲ့ဒီလိုပဲ648 468ခွေတယ်1နှစ်3ဝင်သွားတယ်ဒီသုံးလုံး9လို့ပဲပြန်ထည့်တယ်8ကလည်းပိတ်တယ်တုံညာခါလည်းဖြစ်တယ်အဲ့တော့9 8တုံညာဆိုတဲ့ကဏ္ဍဘက်လေကကြမှာကြမှာဆိုတော့ဘယ်အချိန်ကြမှာလဲဆိုတော့ဒီနှလုံးပေါင်းက8လို့ဖြစ်နေပြီ1 2 3 4 5ဘယ်မှာတုံညာခါလည်းထိုင်းနေပြီ1 2 3 4 5 6ခုနှစ်ဘယ်မှာ9ထိပ်ကလည်းဖြစ်နေပြီ ဲ့တော့9တုံညာရှိကို8တုံညာ9လို့ဖြီလိုက်တာရဲ့တုံညာခါရဲ့မြင်းကုန်မှာဒီနေရာလေးမှာဒါဥနိုင်ကထွက်ရှင်တာထွက်ရှင်တော့သူ့ရဲ့ကြားပေါက်စနစ်ကတော့เนาะဒီဟိုကောင်းတယ်အဲ့တော့ဥနိုင်အခုအကျဉ်းကြီးဖမ်းပေးလိုက်တာဒီဒီနေရာလေးကိုပဲဖမ်းပေးလိုက်တယ်ပေါ့เนาะဖမ်းပေးလိုက်တယ်ဆိုတော့ဥနိုင်ရဲ့မိတ်ဆွေတွေကကြိုက်ရင်ကတော့အာထူးလိုက်ပေါ့เนาะ9တုံညာရှိဆိုတဲ့ကဏ္ဍဒီသူကြားမဲ့အကျဉ်းဒီပြန်ဖြီလိုက်မှာ နှလုံးပေါင်းရှိတပင်2ပင်3ပင်4ပင်5ပင်မှာ၃ညာခါတင်း2 3 4 5 6 9ပင်မှာ5ထိပ်ရှစ်၃ညာ5လို့ပြန်ဖြည့်တယ်ဖြည့်ပြီးတာနဲ့၃ညာခါရဲ့မြင်းကုန်မှာထွက်တယ်ဒုတိယကမှလည်းအဲ့5 3ညာ8ဆိုတဲ့ခဏပတ်လေသည်နောက်ပေါင်းချင်းရှိတင်း2 3 4 5ပင်မှာ၃ညာခါတင်း2 3 4 5 6 9ပင်မှာ5ထိပ် 8395လို့ပြန်ဖြည့်တယ်တုံညာခါရဲ့မြင်းကုန်မှာပဲအဲ့ကနန်လေးပတ်လဲထွက်တယ်အခုတတိယကတ်မှာလဲဥနိုင်တို့အဲ့ဒီလိုပဲဒီမှာနောက်ပေါင်းရှိ1235ဘက်မှာတုံညာခါ1234569ဘက်မှာ9ထိပ်8တုံညာ9လို့ဖြည့်လိုက်တဲ့အတွက်ဒီတုံညာခါရဲ့မြင်းကုန်မှာเนาะဒါ9တုံညာ8ဆိုတဲ့ကနန်ပတ်လဲထွက်ရမှာထွက်ရမှာဆိုတော့ဥနိုင်ကတော့ဒီမှာเนาะနေရာထိုင်လေးကိုအဆင်ပြေတယ်လို့လေးပဲထိုင်ပေးထားလိုက်တယ် 这点没水啊，阿、啊、土来，喏。